်မင်္ဂလာပါရှင်2025ခုနှစ်မတ်လ17ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မမှုပါရှင်နှထိုးကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား25ဦးသေဆုံးကဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါအဝင်14ဦးဖမ်းမိတယ်လို့အမတ်စ်စစ်သေးတာကထုတ်ပြန်ထားပါတယ်ငစွန်မြို့သားလမ်းပိုင်းမှာချင်းလင်းတပ်စစ်ကြောင်းကို ပေပါမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား၁၁ဦးသေဆုံးပြီးခြေပြက်လက်ပြက်များခြုံပိုးပေါ်မှာချိတ်ကျန်နေခဲ့တယ်လို့ဆိုပါတယ်။ Umbrella နဲ့ရေကန်ဗျူဟာစခန်းအနီးနယ်မြေတချို့ကို AA ကထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ EAO များကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တင်တာနဲ့ဖြစ်နိုင်တာတွေကိုပြောရန်မေးအွန်လိုင်းကပြောပြန်ပါတယ်။ ICC Power နဲ့ဖိလစ်ပိုင်သမရဟောင်းဖန်စီခံလိုက်ရပါတယ်။ ရိုက်ကော်ထောင်မှာလွတ်ရက်စနိုင်ငံရေးအကျဉ်းသားတချို့ဆက်လက်ဖမ်းဆီးခံထားရတယ်လို့သိရပါရရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်မှ25ဦးသေဆုံးပြီးဗိုလ်မှူးဝင်းလိုက်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါဝင်14ဦးဖမ်းဆီးရရှိခဲ့ကြောင်း အမတ်တစ်စစ်သေးတာကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ9ရက်နေ့နှထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကထွက်လာတဲ့တပ်မတရားတစ်လောက်အောက်ခံအင်အား200ခန်းပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုမြင်းချက်ခရိုင်တရင်လေ30နှထိုးကြီးမြို့နယ်ပါကာဖာနယ်မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကကြရင်ဘိုးရွာအနောက်တောင်ဘက်မှာပူပေါင်းတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးဗိုလ်မှူးဝင်းလိုက်ဦးနဲ့ ိုကြီးအောင်ကိုကိုအပါဝင်စစ်သား14ဦးဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီထံမှလက်နက်44လက်သိမ်းဆီးရရှိရမှာ MA1 16လက် MA2 2လက် MA3 9လက် MA5 2လက် MA11 9လက် MA12 2လက် G3 2လက် G4 2လက်60မမပြောင်းတူ2လက်၈၁မမစိန်ပြောင်းတလက် 5.56G 12000တော့ 7.62G 1045တောင်9မမကြီး19တောင်60မမကြီး28လုံး81မမကြီး9လုံး RPG ကြီးအဖူး9လုံး RPG ပိုကြီး8တောင်အင်နာက22လုံးနေမိုင်း9လုံးလက်ပြပုံ7လုံး laptop 1လုံးဆက်သွယ်ရေးဆက်1လုံးတို့ကိုသိမ်းဆည်းရမိကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု2ကြိမ်လှုပ်ဆောင်ခဲ့ပြီးနှထိုးကြီးမြို့နယ် ပါကဖရဲဘော်2ဦးမြင့်မြတ်စွာကြဆုံခဲ့ကြောင်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းကြံခရိုင်ငဇုံမြို့နယ်ငဇုံမြို့သာလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကိုပေပါမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား12ဦးသေဆုံးပြီးခြေပြက်လက်ပြက်များခြုံပုတ်ပေါ်မှာချိတ်ကြံနေခဲ့ကြောင်းနဂနီပျောက်ကြားတပ်ဖွဲ့မြင်းကြံမှတာဝန်ရှိသူတို့ကပြောပါတယ်။ မနေ့ကမတ်လ10ရက်နေ့နနက်8:30မိနစ်ကငစုံမြို့မှာမြို့သားဘက်ကိုအင်အားတရာခန့်နဲ့ထွက်လာတဲ့ခြေလင်းစစ်တပ်စစ်ကြောင်းကိုငစုံမြို့သားလမ်းပိုင်းတနေရာမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်သား12ဦးသေဆုံးပြီး၃ဦးထပ်မံတဲ့ဒဏ်ရာရရှိက6,500ကျောင်းလက်သုံးကျောင်းပြတ်ထွက်ပြီးခြုံမိုးပေါ်တွင်ချိတ်တင်ကြံရင့်နေခဲ့ကြောင်းသိရပါတယ်ခြေလင်းစစ်ကြောင်းမိုင်းကွင်းထဲကိုဝင်လာတာ ထော်လာကြီးလဲပါတယ်ပေပါမိုင်းနှလုံးကြောင်းဝင်လာတာအဲ့ဒီဘက်ကဆခတွေနည်းနည်းဆိုးမိုးသေးတယ်ဆိုတော့ယောက်ျားစနစ်နဲ့တိုက်ခိုက်ခဲ့တာခြေထောက်ကငါးချောင်းလက်ကသုံးချောင်းခြုံပေါ်မှာချိတ်ကြံနေခဲ့တာတွေ့တာကပြည်သူတွေဆိုတော့တပ်ပုံလည်းမရရဲခဲ့ကြဘူးဆခတွေရဲ့အုတ်ထုတ်လည်းတွေ့တယ်ဒေသခံ71ဦးတေရာက71ဦးတေတဲ့သူတွေကိုလိုက်ထရော့ကားနဲ့ဂွေကုန်းဘက်အတိုင်း တတဦးဘက်ကိုတည်သွားတာလို့ငကဏီပြောက်ကြားတပ်ဖွဲ့မြင်းချမ်းမှတာဝန်ရှိသူတို့ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကိုငကဏီပြောက်ကြားတပ်ဖွဲ့မြင်းချမ်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိုင်းဆဲတိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်များကြောင်းလန့်တကြားသူတို့မျက်နာမှုရအရက်ကိုရန်တမ်းပစ်ခတ်ခဲ့တော့လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်နိုင်ဝက်ခန့်အကြမ်းမှာတင်ဆောင်သွားတဲ့စစ်သားတွေကို light truck ကနဲ့ ဝေကုန်းကျေးရွာဘက်ကိုတည်ဆောင်သွားပြီးတန်ရာရစစ်သား၃ဦးကိုဂျိုကျေးရွာဖုန်ကြီးကျောင်းမှာကားနဲ့ငဇုံမြို့ဘက်ကိုတည်ဆောင်သွားကြောင်းသိရပါတယ်။လက်ရှိမှာမြို့သားမြို့မှရှိတဲ့စစ်တပ်စခန်းအတွင်ကိုစစ်သားအင်အား200ခန့်နဲ့ရောက်ရှိနေပြီးစစ်ရေးအခြေအနေတင်းမာနေမှုကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့ပတ်သက်တဲ့နေရာတွေအနည်းနာကိုသွာလာနေထိုင်ခြင်းမပြုကြရန်အသိပေးထားပါရဲ့ရှင်။ဆလဘီရခိုင်ပြည်နယ်နဲ့မကွေးအစပ် အမ်ဘရာလမ်းပေါ်ကနဲ့ရခံတောင်ပြူဟာစခန်းအနီးကလင်းတဲရွာနဲ့အနီးပတ်ဝန်းကျင်ကိုအာရခတ်တတော်အေအေကတိမ့်ပိုက်ထိန်ချုပ်လိုက်တယ်လို့စစ်ရေးအခြေအနေကို သိရှိတဲ့ဒေတာခန်တဦးကမတ်လ17ရက်နေ့ဒီကနေ့မှာပြောထားပါတယ်။နဲ့ရခံတောင်ပြူဟာစခန်းကိုတိမ့်ပိုက်နိုင်ရေးအတွက်ဝိုင်းပတ်ပိတ်ဆို့ဖို့လိုအပ်နေတဲ့စခန်းအနီးကနယ်မြေတချို့ကိုအေအေကမတ်လ10ရက်နေ့မှာတိမ့်ပိုက်ထိန်ချုပ်လိုက်တယ်လို့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေတယ်။ ဒေတာခန်တဦးက RFA သတင်းဌာနကိုပြောပြထားတာတွေ့ရပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်း၃ခုခံနေတယ်လို့အင်အင်းနဲ့ပူပေါင်းတပ်ကလည်းစခန်းပတ်ပတ်လေကနေပိတ်ဆို့တိုက်ခိုက်နေတာအပြင်စစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်နေတာကြောင့်နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့သူကပြောထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲ ဖြစ်တင်တာနဲ့ဖြစ်နိုင်တာကိုပြောရန်အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။မတ်လ9ရက်နေ့ရုရှားခရီးစဉ်မှာအပြန်လင်းရင်ပေါ်မှာစစ်တပ်လက်အောက်ခံမီဒီယာတွေနဲ့တွေ့စဉ်မင်းအောင်လိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အဲ့လိုပြောဆိုချက်ကိုမတ်လ17ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာရီမှာအကြေတဝင့်ဖော်ပြထားပါတယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်က EAO တွေအနေနဲ့ကိုဖြစ်ချင်တာကိုမပြောဘဲလက်တွဲလှုပ်ဆောင်ရန် အသင့်တော်ဆုံးအချိန်ရောက်နေပြီဖြစ်ကြောင်းဒီမိုကရေစီအခွင့်အရေးနဲ့တိုင်းရင်းသားအခွင့်အရေးပေးထားကြောင်းတဖက်သက်အခွင့်အရေးပေး၍မရကြောင်းပြောဆိုထားပါတယ်။ EAO တွေကလည်းကျွန်တော်ပြောချင်တာကတော့ကိုဖြစ်ချင်တာတွေမပြောပါနဲ့။ဖြစ်တင်တာတွေဖြစ်နိုင်တာတွေပဲပြောဖို့ကောင်းတယ်။လူဆိုတာကတော့ဖြစ်ချင်တာတွေကတော့လူတိုင်းဖြစ်ချင်တာပဲ။ကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်တာမှဖြစ်လိမ့်မယ်။ဖြစ်တင်တာဖြစ်နိုင်တာကိုပဲကျွန်တော်တို့သွားတာကောင်းတယ်။ ကျွန်တော်တို့တစ်အချက်ဒီမိုကရေစီအခွင့်အရေးပေးတယ်တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးပေးတယ်ကဘာမှာကြည်လိုက်အကုန်လုံးကမျှတတဲ့အခွင့်အရေးပဲကိုရရတယ်တစ်ဖက်သက်အခွင့်အရေးကိုသွားပေးလို့မရဘူးတိုင်းရင်းသားဘက်ကစဉ်းစားဖို့တင့်တယ်ဆိုတာကိုကျွန်တော်ပြောလိုတယ်လို့မင်းအောင်လိုင်ကပြောလိုက်ပါတယ်တိုင်းရင်းသားတော်လည်ရေးနှစ်နှစ်ကိုင်းတစ်ခုဖြစ်တယ်ကရင်အမျိုးသားအစီယုံ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်မဟုတ်အလုံးအမှုဆောင်ဖြစ်သူဘဒိုစောတော်နီက မင်းအောင်လှိုင်နဲ့စစ်တပ်ကတရားမဝင်တဲ့ဖက်စစ်အဖွဲ့အစည်းဖြစ်ကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ပြီးမင်းအောင်လှိုင်နဲ့စစ်တပ်မှာပြောဆို권မရှိကြောင်းတုံ့ပြန်ထားပါတယ်။ဖက်စစ်စစ်ကောင်ဆောင်မအားလာအနေနဲ့ဘာပဲပြောပြောကျွန်တော်တို့အတွက်ကတော့ရှင်းရှင်းလေးပါ။အာနာကိုမတရားနီးအကြမ်းဖက်ဖက်စစ်နီးတွေနဲ့တရားမဝင်ရယူလိုက်တဲ့ကဒီလူတွေနဲ့ဒီအဖွဲ့အစည်းကတရားမဝင်တဲ့အဖွဲ့အစည်းတွေဖြစ်သွားပြီ။တကယ်တော့လေ လူမှုအပေါ်နှိမ့်စင်တဲ့အမြမာဖီးယားဆက်ဆံမိုက်ကြီးခွဲနှိမ့်ဆက်လူပြုနေတာကလည်းရှင်းနေတာပဲလေဒါကြောင့်သူတို့ပြုမှုပြောဆိုလောက်ကိုင်းနေတဲ့အရာမှန်သမျှဘာတစ်ခုမှတရားဝင်တာမဟုတ်ဘူးလို့ကျွန်တော်တို့အနေနဲ့ဘာမှအလေထားဂယူဆိုင်နေစရာမလိုပါဘူးသူတို့ဒီလိုတရားဝင်တဲ့အဖွဲ့အစည်းတွေမဟုတ်လို့ဒီလိုစကားမျိုးလဲပြောပိုင်ခွင့်မရှိဘူးလို့ဘဒိုစောတော်နီကပြောထားပါရဲ့ရှင်အကြံဖက်စစ်ကောင်းဆောင်မြောက်လိုက်ကရုရှားမှပြန်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာနေ့ချင်းညချင်းကြီးပွားတိုးတက်တော့မဲ့ပုံစံနဲ့စစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတွေမှာနေ့စဉ်ဖော်ပြရေးသားထုတ်လွှင့်မှုတွေလှုပ်ဆောင်လာတာကိုလည်းတွေ့မြင်ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖိလစ်ပိုင်နိုင်ငံသမ္မတဟောင်းရိုဒရီဂိုဒူတာရီကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC အမိန့်နဲ့မနီလာလေဆိပ်မှာမတ်လ17ရက်နေ့ဒီကနေ့မှာရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်းဖိလစ်ပိုင်အစိုးရကထုတ်ပြန်ထားပါတယ်။ဒူတာရီဟာ ဟောင်ကောင်ကရောက်ရှိလာပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့တမရတက်တန်အတွင်မူရစ်စေဝါနှိမ်နှင်းမှုတွေမှာလူပေါင်း6000ကျော်ကိုတပ်ဖြတ်မှုအတွက် ICC ကစုံစမ်းစစ်ဆေးနေကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။ဒီနေ့မနက်အစောပိုင်းမှာအင်တာပိုကမနီလာမှာ ICC ရဲ့ Paran တရားဝင်မိတ္တူကိုလက်ခံရရှိခဲ့တာလို့ဆိုပါတယ်။လူသားမျိုးနွယ်ပေါ်ကျူးလင်တဲ့ရာဇဝတ်မှုတွေနဲ့ တမရဟောင်ကိုဖောင်ရထုတ်ဖို့အစိုးရရှိနေချုပ်က ICC ကို အကြောင်းကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တမရဟောင်ဟာလက်ရှိမှာအာနာပိုင်တွေရဲ့ထုံနှောင်မှုအောက်မှာရှိနေတယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြရပြည်နယ် Rycall အကျဉ်းထောင်ကလွတ်ရက်စနိုင်ငံရေးအကျဉ်းသား၄ဦးကိုပြန်လွတ်မပေးဘဲစစ်ကောင်စီအာဏာပိုင်တွေကနောက်ထပ်ပုံမှန်တွေတက်ပြီးဆက်လက်ဖမ်းဆီးထားတယ်လို့ ကရီနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA တာဝန်ရှိသူတို့ကမတ်လ17ရက်နေ့ဒီကနေ့မှာပြောထားပါဗျ။နိုင်ငံရေးအကျဉ်းသား3ဦးနဲ့နိုင်ငံရေးအကျဉ်းသူ2ဦးတို့ဟာ2023ခုနှစ်အတွင်းမတရားအတင်းဆက်သွယ်ရေးပုံမှာစက်ခွန်တနဲ့ဖမ်းဆီးထောင်ချခံထားရတဲ့သူတွေဖြစ်ပြီးအခုလွှတ်ရစေချိန်မှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှာ52ကနဲ့ဆက်လက်ဖမ်းဆီးခံရတာလို့ဆိုပါတယ် 2024ခုနှစ်နိုဝင်ဘာလကုန်ပိုင်းကတည်းကလွတ်ရဆီခဲ့ပေမဲ့အခုမတ်လဆန်းမှာထောင်ပြန်ခေါ်ထုတ်လာချိန် yes ကမှအမှုဖွင့်ပြီးတဲ့နောက်လွတ်ရမပေးပဲဆက်လက်ဖန်စီထားရလို့ KPPA တာဝန်ရှိသူတို့ကပြောပါတယ်အမျိုးသမီးတဦးပါတယ်ရှင့်သူတို့ပြန်လွတ်လာပြီမြို့မ yes ကန်အရောက်မှာအမှုတက်ပြီးထပ်မံဖန်စီခံရတာဖြစ်ပါတယ်ဖန်စီခံရသူတွေရဲ့အချက်အလက်အသေးစိတ်ကိုတော့လုံခြုံရေးအခြေအနေအရ ထုတ်ဖော်မပြောဆိုလိုကြောင်း သူကပြောဆိုထားပါတယ်။တိုးတက်တဲ့ Greenie ပြည်သူအင်အားစု PKPF ပြောရေးဆိုခွင့်ရှိသူကလည်းလွတ်ရက်စနိုင်ငံရေးအကျဉ်းသားတွေကိုဆက်လက်ဖမ်းဆီးထားတာမျိုးမဟုတ်ပဲအများဆုံးပြန်လွတ်ပေးဖို့တောင်းဆိုရလို့ပြောပါတယ်။အာနာတိန်ကလာကရားပြည်နယ်မှာမတရားဖမ်းဆီးခံရသူ148ဦးရှိတယ်လို့တိုးတက်သော Greenie ပြည်သူအင်အားစု PKPF ရဲ့မတ်လ၁ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြထားပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ see say just what i do me choose a chance for me pray ready don't so to a that we be send me how we go see try you at me sara could you be my tower let me yeah you do it up be be that it is on you ွေပေးဆက်မည်ဒါဝိကိုစီထဲရွက်ကြမည်စာရာကူဤပေမှာထာဝရလက်တွင်ဤရဲ့ရည်သွေးတော့ပြီးပြီးတက်တိသစ္စာကြီးရှင်သူအားလားယူမြာခြေမုံမြင့်ခြင်းဤမြန်ပြညာနဲ့ဆွဲပြည့်စည်ကြီးယုံကြည်သည်ဘာမတိဒီလူကမွေးတဲ့အောင်စင်သည်တိုင်ဝဲတိုင်း ုင်နိုင်ရမည်မာတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည်ဘာမတိသတိကြတဲ့ဒီဒီသတိ ေရမည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!